်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဖခင်ရဲ့ခြေထတော်ကိုချီးမွမ်းပါတယ်ခက်ခဲရာကာလဂရိတော်ကိုယုံကြည်ခြင်းဆိုတဲ့ကောင်းခြင်းနဲ့ကဘာဝိချံအခန်းကြီး20အငယ်15ကနေ16ကိုစင်ကြံသွင်းကြပါတယ် တပန်ထာဝရပြဤကောင်းကင်တမန်သည်ကောင်းကင်ဘော်ကအာဗြဟံကိုခေါ်လျင်တင်သည်ဤအမှုကိုပြု၍တင်ဤသားတင်၌တယောက်ထီးသောသားကိုငါအာမငင်းသောကြောင့်ငါသည်တင်အားအစဉ်အမြဲကောင်းချီးပေးမည်တင်ဤအမျိုးအနွယ်ကိုလည်းကောင်းကင်ကျဲကဲ့သို့၎င်းတမုတ်တရားသဲလုံးကဲ့သို့၎င်းအစဉ်အမြဲပွားများစေမည် သင်ဤအမျိုးအနွယ်သည်ယန္တုတို့ဤမြို့တကားများကိုအစိုးရလိမ့်မည်သင်ဤအမျိုးအနွယ်အားဖြင့်လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ဟုငါဤစကားကို သင်နားထောင်တော်ကြောင်းငါသည်ကိုကိုကိုတိုင်တည်၍ကျင်းဆူဤဟုထာဝရဖျားအမိန်တော်ကိုဆင်ဆူလေ၏ အာဗြဟံဟာ သူ့ကိုဘုရားသခင်ရဲ့ဂတိတော်အရာပေးထားတဲ့သားဣဇက်ကိုဘုရားသခင်က သူ့ကိုပြန်လဲပူဇော်ဖို့တောင်းဆိုခဲ့တယ်ဒီလိုမတောင်းဆိုမီနှစ်ပေါင်းများစွာကတည်းကဘုရားသခင်နဲ့အာဗြဟံဟာရှောင်လန်းခဲ့တယ်သူ့ရဲ့ယုံကြည်ခြင်း ပထမခြေလန်းကသူ့ရဲ့ဆွေမျိုးသားချင်းတွေကိုစွန့်ခွာပြီးတော့ဘုရားသခင်ဂတိတော်ထားတဲ့ပြည်ကိုတွားခြင်းဖြစ်တယ် အခုတော့ဘုရားသခင်ကသူ့ကိုလူမျိုးကြီးတစ်မျိုးအဖြစ်ဖြစ်လာစေမယ်။ကဘာကြီးတစ်ခုလုံးကိုလည်းကောင်းကြီးပေးမဲ့သူဂရိတော်နဲ့ဆိုင်တဲ့သားဣဇက်ကိုရစ်ပူဇော်ဖို့အမိန်ပေးခြင်းခံရပါလေ။ဒီလိုအာဗြဟံဟာသူ့သားဣဇက်ကိုပူဇော်ခြင်းကအာဗြဟံကြုံခဲ့ဘူးသမျှတည်းမှာ အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်ပေမဲ့လေသူဟာနာခံခဲ့တယ်။ တခါတလေမှာကျွန်တော်တို့အပေါ်မှာထားတဲ့ဂရိတော်တွေနဲ့ပတ်သက်ပြီးတော့ဘုရားသခင်ကစုံစမ်းစစ်ဆေးတတ်ပါတယ်ဒီလိုစုံစမ်းစစ်ဆေးနေတဲ့အခိုက်အတန့်တွေဟာ ကျွန်တော်တို့အတွက်အခွင့်အလန်းတွေသာမကဘဲနဲ့ကျွန်တော်တို့ရဲ့စက္ကန့်အနံမှုကိုတိုးပွားလာနေချိန်မှာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းနာခံခြင်းနဲ့ဝိညာဉ်ရေးရာရင့်ကျက်ကြီးထွားလာစေဖို့အတွက်ပြင်ဆင်ထားတဲ့ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို တနည်းတစ်ပုံပေါ်ပြနေခြင်းပဲဖြစ်တယ်။ဘုရားသခင်ကိုအာဗြဟံရဲ့နားလည်မှုနဲ့အာဗြဟံရဲ့နာခံမှုကပုံဖော်ခဲ့ပါတယ်။ဘုရားသခင်ကဣဇက်ကိုပူဇော်ဆက်ကပ်ဖို့တောင်းဆိုတဲ့အခါအာဗြဟံအနေနဲ့ဣဇက်ကိုဘုရားသခင်စီကိုဆက်ကပ်လိုက်တဲ့အတွေ့ဘုရားသခင်ကသူ့ရဲ့ဂရုတော်ကိုစောင့်ရှောက်တဲ့အနေနဲ့ဣဇက်ကိုတေခြင်းကနေရှင်ပြန်ထမြောက်စေမယ်လို့ယုံကြည်ခဲ့တယ်။ ဒါကိုဟေပြဲအခန်းကြီး7အငယ်16ကနေ19မှာဘလို့ဖော်ပြထားတယ်လဲဆိုရင်အာဗြဟံသည်စုံစမ်းတော်မူခြင်းကိုခံရသောအခါယုံကြည်ခြင်းအဖြင့်ဣဇက်ကိုပူဇော်၏ဣဇက်၌သာတင်ဤအမျိုးတည်လိမ့်မည်ဟုသောဗျာဒိတ်တော်မှစ၍ဂရိတော်များကို ခံရသောသူသည်မိမိ၌တယောက်တည်းသောထိုသားကို ပူဇော်၏ ထို့သို့ပူဇော်သောအခါသေခြင်းမှ ထမြောက်စေခြင်းကဘုရားသခင်တတ်နိုင်တော်မူသည်ကို သူသည်အောင်မေ၏ထိုသားကိုပုံစကားအားဖြင့်သေခြင်းတည်းကရ၏လို့ဖော်ပြထားပါသည်။ဒါကြောင့်အာဗြဟံကသူ့ရဲ့ဂျွန်တွေကိုကပောက်ချံအခန်းကြီး20နှစ်အငယ်9မှာငယ်သားနှစ်ယောက်တို့အားသင်တို့သည်ဤအရက်၌မြင်းနှင့်အတူ နေရကြလော့ ငါသည်သားနှင့်အတူထိုအရက်သို့သွား၍ကိုးကွယ်ခြင်းကိုပြုအပ်ထိုအမှုပြီးမှ သင်တို့စီတို့ ပြန်လာအောင်မည်ဟု ဆိုလေ၏လို့သူနှင့်ဣဇက်တို့ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ပြီးပြန်လာမည်ဆိုတာကို ပြောခဲ့ခြင်းပဲဖြစ်တယ်အာဗြဟံအပေါ်မှာဘုရားသခင်ရဲ့ဂတိတစ္ဆာတော်တည်မည်ဆိုတာကို အာဗြဟံသိပြီးတော့ယုံကြည်ခဲ့တယ် တကယ်လို့ကျွန်တော်တို့အနေနဲ့လဲစုံစမ်းစစ်ဆေးစမ်းသပ်ရာကာလကို ပြတ်တန်းနေရမယ်ဆိုရင်ကိုတော်ကသူ့ရဲ့ဂရိတော်တွေကိုတစ္ဆာစောင့်တိပြီးတော့ကျွန်တော်တို့ရဲ့နာခံမှုတွေအပေါ်မှာတာပြီးတော့ကောင်းချီးပေးမှာဖြစ်တဲ့အကြောင်းကျွန်တော်တို့ကိုတက်သေးပြလို့ပါလိမ့်မယ်။ဘုရားသခင်တွေ့ကြုံစီလိုတဲ့အတွေ့အကြုံတွေကအခိုက်အတန့်အနေနဲ့နာကျင်နိုင်ပေမလဲအချိန်တိုင်းမှာ ကိုရောကကျွန်တော်တို့ကိုသူ့ရဲ့မေတ္တာတော်အားဖြင့်ဝန်းရံပေးมาဖြစ်တယ်။စုံစမ်းစစ်ဆေးခံရချိန်များမှာဘုရားသခင်ရဲ့မေတ္တာနဲ့တကူကိုကျွန်တော်တို့ကိုယ်တိုင်ကိုကြတွေ့ရှိလာတာနဲ့အများကျွန်တော်တို့ရဲ့ယုံကြည်ခြင်းနဲ့ဂတိကဝတ်တွေကလည်းတိုးပွားလာတတ်ပါတယ်။ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာနဲ့စွမ်းအားကိုကိုယ်တိုင်ကိုကြတွေ့ရှိသိမြင်လာတဲ့အခါမှာယုံကြည်ခြင်းအခြေခံကနေစပြီးတော့မျှော်လင့်ခြင်းကိုရောက်ရှိမယ်။ အဲ့ဒီကနေတဆင့်ပြေဆုံးခြင်းပန်းတိုင်ကို ရောက်လာတတ်ပါတယ်။ဟေပြေအခန်းကြီးတဆင့်အငယ်23မှာတော့ကျွန်တော်တို့အနေနဲ့မျောလင့်ခြင်းအကြောင်းကိုဝန်ခံပြီးတော့မတိန်ရင်မွေလျော့ပဲတည်ကြည်ကြဖို့ဖြစ်ပြီးတော့ဂရိထားတဲ့ဘုရားသခင်ကတစ္ဆာနဲ့ပြေဆုံးတယ်လို့ပြောထားပါတယ်။ဘုရားသခင်ရဲ့စုံစမ်းစစ်ဆေးမှုတွေဆိုတာကချစ်ခြင်းမေတ္တာပါတဲ့သင်ကြားပေးနေမှုတစ်ခုဖြစ်တယ်။ ဘုရားသခင်အပေါ်တစ္ဆာရှိစွာယုံကြည်ခြင်းတည်မြဲစေဖို့အတွက်ဘုရားသခင်ကချစ်လို့စုံစမ်းစစ်ဆေးနေတာပဲဖြစ်တယ်။ကျမ်းနာဆင်ခြင်ခဲ့တဲ့သူတိုင်းစုံစမ်းစစ်ဆေးရကာလများအတွင်းဘုရားသခင်ရဲ့ဂရုတော်ကိုလက်မလွတ်ဘဲနဲ့ဆွဲကင်ထားပြီးတော့ဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာကိုနာခံတဲ့ချစ်ချင်းမြတ်တာအဖြစ်ကိုကိုယ်တိုင်ကပြန်လဲတုံ့ပြန်တတ်ဖို့ဘုရားသခင်မှဆတော်မူပါစေ။အာမင်။ ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်